ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะအဖွင့်နေမှာတော့ကျွန်တော်တို့เนาะထိတ်ကြီးကတော့မနကောညာဟိုဆွဲသွားခဲ့တယ်เนาะထိတ်ကြီးကတော့မနကောညာဟိုဆွဲသွားခဲ့တယ်ဒါပေမဲ့ဒီကီးမှာတော့ကျွန်တော်တို့ဖောင်းဖြစ်သွားခဲ့တယ်အတွက်ကျွန်တော်တို့မအောင်ဘူးပေါ့เนาะဒီမာစတာကီးမှာဆိုလဲညနေပိုင်းမှာ2ရှေ့ဆိုပြီးသူကအပေါ်တလုံးအောက်တလုံးဆွဲပြီးတော့ပြီးသွားပြန်တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာ16တပြားဆွဲနေမှာ96 ဆိုပြီး6တလုံးကတော့ဆွဲခဲ့ဒီ break တွေမအောင်ခဲ့ဘူးပေါ့နော်နောက်တစ်ခါဒီတန်းလေးကျွန်တော်မနေ့ကပေးတဲ့တန်းလေးတန်းလေးရဆိုရင်နှိရှစ်ဆိုပြီးတော့ကျွန်တော်တို့ဟုတ်လားပရမအကျင့်နေနဲ့ဈေးဥဖောက်ခဲ့ပြီပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကျွန်တော်ရဲ့ပေးကနန်းနေ့ထဲမှာဆိုရင်တော့အောင်မြင်တာဆိုလို့ထိတ်စီးရဲ့မာစတာကီးရဲ့နောက်တစ်ခါကျွန်တော်တို့တစ်ချောက်တလုံးဒီရဲ့နောက်ဒီတန်းရဲ့ပဲကျွန်တော်တို့အောင်ခဲ့တယ်ပေါ့နော်ကျန်တာတွေမအောင်ခဲ့ပါဘူးကဲအဲ့တော့ကျွန်တော်တို့ တွန်းနီးလေးတွေနဲ့ဆက်ပြီးတော့တွက်လိုက်ကြအောင်เนาะအောင်တော့လဲအောင်နေနီးနဲ့ကျွန်တော်တို့ထပ်ပြီးရှာကြတာပေါ့ဗျာကဲအဲ့တော့ကျွန်တော်တို့တွန်းနီးလေးတွေစမယ်အဲ့တော့တွန်းနီးလေးတွေစမယ်ဆိုတော့ဘယ်ကစမလဲဆိုရဲခါကျတော့2639ခွန်ကစမယ်ဗျာ2639ခွန်5 2 6 5 2 6 6 6တိ6 84ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ထွက်ထားပါတယ်เนาะအဲ့ဒါတွေကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါတွေကိုတွက်မယ်ဆိုတဲ့အခါကျတော့ဘယ်လိုတွက်မလဲဆိုရင်ဒီ၃ညရဲ့တဲ့ဒီ6ကေပေါ့6ပါတဲ့ဒီ၄နဲ့ပေါ့၃ညပါတဲ့เนาะ၃ည၃ညရဲ့ပါဝါ5၃ည5ရဲ့နှက်ခတ်က3 3ည5 3ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ခွန်းနဲ့မအောင်ပါဘူး 9နှစ်တဲ့9နှစ်မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်ဒီပြန်တွက်ပါမယ်တင်း9 3 3 3 9 2 6 3 9 2 6 3 9 2 8 3ည3 9 2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရခါကျတော့ဒီ3ရဲ့ဒီ6ရဲ့ပေါ့9 ဒီ၃ညနဲ့ပေါင်းတော့လေ၉ပါပဲတဲ့ကိုကိုရဲ့ power 4 4ရဲ့နှက်ခက်က2 4လေးနှစ်ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာလဲထွက်သွားသလဲဆိုတဲ့အခါကျတော့၈၅တဲ့မအောင်ပါဘူးဗျာ၉၅တဲ့၉၅မှာတော့ကျွန်တော်တို့ကိုတလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွေ့ပါမယ်၆၅၉၈၆၅၉၈၆၅၁၉၆၅၁၉၈၈နှစ် ရှေးရှေးနှစ်တည်းဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းတော့ရှေးဒီ1နဲ့ပေါင်းတော့9ပါတဲ့နော်9ရဲ့ပါဝါ4 4နဲ့ခက်ခက်2 9လေး2ဆိုတော့ကီ3လုံးပဲထပ်ရပါတယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့ခွန်ခွန်နဲ့မအောင်ပါဘူးဗျာ၄၅တဲ့၄၅မှာတော့၄တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ် လေးသုံးသုံးညာခွန်နေငါတစ်သုံးသုံးတစ်ခြောက်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုအတွက်မဲ့ဆိုရင်သုံးညာရဲ့သုံးရဲ့ပေါင်းသုံးပါတဲ့ရှင်းတဲ့ပေါင်းတော့တစ်ပါတဲ့တစ်တစ်ရဲ့ပါဝါ6 6ရဲ့နှစ်ခက်ကကိုတစ်6ကိုဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာလို့ထွက်သွားသလဲဆိုတဲ့ခါကျတော့63ညတဲ့63ညမှာ63လုံးထိပြီးအောင်ခဲ့ပါတယ် လေးငါတဲ့လေးငါမှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံးတွက်ပါမယ်လေးလေးခွန်3ည6ခွန်8 3 4ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်ပါမယ်အဲ့ဒါကိုတွက်မဲ့ဆိုတဲ့အခါကျတော့ခွန်ရဲ့ ရှစ်ကဲပေါင်းတော့၅၅ရဲ့ခွန်ရဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်နှစ်ရဲ့ပါဝါခွန်ခွန်ရဲ့နှက်ခတ်က၃ညနှစ်ခွန်၃ညဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6နှစ်တဲ့6နှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်96တဲ့96မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျတဲ့နောက်တစ်ပြေကိုကြည့်ပါမယ်9 9 9 တိကိုနေကို၄တုံညတုံညာ၅၄ခွန်၄ခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲဒီကိုတွက်မယ်ဆိုရင်ဒီတစ်ကဲဒီတုံညာရဲ့ပေါင်းတော့တဒီရှင်းခွန်နဲ့ပေါင်းတော့ရှစ်ရှစ်ရဲ့ပါဝါ၃၃နဲ့ခက်က၅၈၃၅ဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့၅၈တဲ့၅၈မှာ ငါးရောရှစ်ကောထိပြီးတော့အခွေအနေနဲ့အောင်သွားပါတယ်။နှစ်ချောက်တဲ့နှစ်ချောက်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ကျန်တော့ဒီပုံကြည့်ပါမယ်3965 3985 2383 2383ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်။အဲလိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့9ရဲ့2ကပေါင်းတော့1 လေးနဲ့၃နဲ့ပေါင်းတော့၄၄ရဲ့ပါဝါ၉၉ရဲ့နဲ့ခက်ခက်၆၄၉၆ဆိုတော့ကီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၉၄တဲ့၉၄မှာ၉ရဲ့၄ရောထိပြီးအခွေအနေနဲ့ထွက်သွားသလိုညနေပိုင်းမှာလည်း၉၄ဖြစ်တဲ့အတွက်ညာရောမနေ့ကောအခွေအနေနဲ့ထွက်သွားတယ်လို့ဆိုရမှာပဲဖြစ်ပါရဲ့ဗျကဲနောက်တစ်ပြင်ကိုကြည့်ပါမယ်ခွန်9 ချောင်းနှစ်တစ်တုံညတစ်တုံညခွန်ငါခွန်ငါဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲအဓိကเนาะကျွန်တော်ပြောမှုကဟိုကုနကမိဝါပေါ့เนาะကျွန်တော်ထဲမှာပတ်တိပတ်တိလို့ဆိုပြီးခဏခဏတောင်းတဲ့လူတွေအဲ့မှာကျွန်တော်69ပတ်တိရအခုချိန်ကျွန်တော်6တလုံးကစားပြီးအောင်သွားပြီเนาะထောင်းနဲ့ခွန်မဲ့ပတ်ကျွန်တော်အများအားပြောတာလေနော်ပတ်ကြမပတ်ကြတော့မသိဘူးပေါ့ဗျာကျွန်တော်ပတ်တိုင်းနဲ့တခါမှ ရှုံဘူးတဲ့ဟာကိုမပတ်ဖက်ထားတာတော့ကိုတမိုင်းပေါ့နော်မပတ်ဖက်နဲ့ဒီဖြင့်ကနန်းတွေရှောက်ကြည့်ပြီးထိုးနေတာတော့ကျွန်တော်လည်းမပြောတတ်ဘူးနော်အဲ့တော့ဒီ6ကဲတဲ့ဒီ3ညရဲ့ပေါင်းတော့6ဒီ9နဲ့ပေါင်းတော့1ပါတဲ့1ရဲ့ပါဝါ6 6ရဲ့ခက်က9 1 6 9ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကြတော့ကိုကိုတဲ့ကိုကိုမှာကျွန်တော်တို့ကိုတလုံးထိပြီးအောင်ခဲ့ပါတယ်နှစ်တုံညတဲ့နှစ်တုံညမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အင်ကန်လေးအတွက်ကီးလေးထုတ်ကြည့်လိုက်အောင်ခွန်၄၅၆ခွန်၄၅၆၁၁၁၁၂၉၆၂၈၉၆၂၈ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်၅ရဲ့နှစ်ကဲပေါင်းခွန်၈ရဲ့ပေါင်းတော့၅အဲပါဝါ3ည3ည1ခက်ကခွန်း9 3ည9ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ ထွက်မထွက်ကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မနေ့မှငါအတွက်ကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ညှိကြည့်လဲရအောင်အဲကီးထိတ်နဲ့ညှိမယ်ပေါ့နော်ကီးထိတ်နဲ့ညှိမယ်ဆိုတော့စာကလေးလဲလိုက်ရမှာနော်အဲ့တော့ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့ဒီကနေ့ကီးထိတ်ကတော့ညာဝမနေ့ကအောင်ခဲ့ပါတယ်နော်မနေ့မှငါအတွက်ကီးထိတ်ကိုကျွန်တော်တို့ပြောပါမယ်မနေ့ဖငါအတွက်ကီးထိတ်ကီးထိတ် အဲ့တော့မနေ့မှအတွက်ကီးထိတ်က3ခွန်နှစ်ပါတဲ့နော်ခုနကီးရိုးရိုးကကီးရိုးရိုးကကျွန်တော်တို့ဗာလဲဆိုတော့93ခွန်93ခွန်ဟောအဲ့မှာကျွန်တော်တို့3ခွန်3ခွန်ဆိုတိုက်ဆိုင်မှုနဲ့ရှိနေတယ်အဲ့တော့ကျွန်တော်တို့ကတကယ်လို့အပေါ်အောင်ကစားမယ်ဆိုရင်ဥပမာပေါ့နော်9ခွန်တို့3ခွန်တို့ခွန်ခွန်တို့ နော်ဒါမျိုးတွေပေါ့နောက်နောက်ကကျတော့3ည5တို့3ည3ည5တို့3ည9တို့နောက်တော့က2ည5တို့20တို့2 9တို့ဒါပဲကစားရမှာပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ထားပဲခဏလေးထားအောင်မယ်နော်အဲ့တော့ကျွန်တော်တို့ master key master key မှာဆိုရင်ပထမ master key က9 3 3ည9ဒုတိယ master key ကကျွန်တော်တို့3ည5ခွန်2ဟောအဲ့ဒီမှာကျွန်တော်ပြန်ကြည့်ရင် ငါးတုံညာခွန်နေရအကုန်လုံးကသွားပြီးတိုက်ဆိုင်နေရလို့ပြောရမှာပဲเนาะအဲ့တော့ကျွန်တော်တို့ကထုံးစံအတိုင်းပဲကျွန်တော်တို့ကတ်လိုက်ပါမယ်အဲ့တော့တုံညာ5တုံညာတုံညာတုံညာခွန်တုံညာခွန်ခွန်5ခွန်တုံညာခွန်ခွန်နှင်း5နှင်း5နှစ်တုံညာနှစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ရပါတယ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အကုန်လုံးကတကယ်ကိုဒီကောင်နဲ့လည်းအပြီးပေါက်သွားတတ်ဆိုင်နေတယ်ဒီကောင်နဲ့လည်းအပြီးပေါက်တတ်ဆိုင်နေတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာလေးတွေဒီနေရာမှာဘလို့ကနန်းနေကျွန်တော်ထုတ်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဟိုပတ်တီးအလိုရာပြောမယ်ဆိုရင်တော့ဗျာ9နဲ့6နဲ့ကျွန်တော်ပတ်တီးအခု6ပတ်တီးထွက်သွားတော့9ပတ်တီးကတကယ်လှပါတယ်နော်အဲ့တော့ကျွန်တော်တို့ဟိုမှာကြည့်မယ်ကြည့်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီမှာဘာကိုကြည့်မလဲဆိုတဲ့အခါကျတော့ ဒီ၈နှစ်နှစ်ရှစ်ဆိုတဲ့အာထွက်ပြီးတိုင်းနဲ့နော်ဒီ၈နှစ်နှစ်ရှစ်ဆိုတဲ့အာထွက်ပြီးတိုင်းနဲ့ကျွန်တော်တို့ဘာခွေလာတတ်တယ်လဲဆိုရင်နှစ်အဲ့ဒါကျွန်တော်ရဲ့မူတည်ကတ္တရာဟာတွေပဲနော်၃၈၅၃ခွန်ဆိုတဲ့အခွေရတဲ့၃ရက်အတွင်းလာပါလိမ့်မယ်တဲ့အော်ဒီဒါဒီမဲလာဆိုမပြီးသေးပါဘူးဒါဒီမဲလာမပြီးသေးပါဘူးနောက်တစ်ခါကျတော့၆၉ အာပေါ့နော်69အာလို့ထွက်တယ်ခုကတနေ့လိုက်မှာ96လို့ထွက်တာတဲ့အဲ့လို96လို့ထွက်ပြီးသွားရင်လေတဲ့4 5 6ခွန်39ဆိုတဲ့အခွေရလေတဲ့ຕ້ອງແດ່ດ້ວຍລາວ່າເລີຍອົມແດ່ເນາະຈົນເບ້ຈິນາອຂຸຍນະຂຸຍບໍ່ເນາະແມ່ນແດ່ເນາະຈົນເບ້ຕະຊຸຊໍຍອັນອັນອຂຸຍນະຂຸຍໄປຍິນແມ່ນອະກົ່ງລົງຂຸຍນີ້ກົ່ງກົ່ງຈາຍອີແດ່ໂຕບອກອົມແດ່ເນາະອັນເລີຍຈົນເບ້ຈິນາຕະຂຸຍໂອເບ້ໄຈຖາໂອຢູ່ປະສາດາເບັ່ນແມ່ຈົນເບ້ຈິນາກະອຂຸຍນະຂຸຍນີ້ປັດຕະບີຈົນເຮົາ စဉ်းစားရမှာကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုရခါကျ3ည5 3ည5ဆိုတဲ့အခွေအားနှစ်ခုတစ်လုံးမှာရှိရအတွက် okay 3ည5เนาะဟိုအပူကိုတော့ကျွန်တော်ထည့်မခွေတော့ဘူးเนาะနောက်တစ်ခါ3ည9ဆိုရင်နှစ်အခွေနှစ်ခွေတစ်လုံးမှာရှိရအတွက် okay 3ည9နောက်တစ်ခါကျ9 9မှာလည်းဒီမှာ9 9ဒီမှာလည်း9 9ရှိရအတွက်9 9 အဲခွန်တောင်ကြတော့အတူတူပဲပေါ့နော်အဲ့တော့2 9တဲ့2 9မှာကျွန်တော်တို့မပါဘူး2 3ညမပါဘူး2ခွန်ဆိုတာမပါဘူးအဲ့တော့ကျွန်တော်တို့ထိုးရမှာဒီ3ည9ရဲ့3ညခွန်ရဲ့ခွန်9ရဲ့ပေါ့နော်ဒီခွန်3ည3ညခွန်တော့ထားလိုက်တော့ဟုတ်လားအဲ့တော့3ည9ရဲ့3ညခွန်ရဲ့အဲခွန်9ရဲ့ပေါ့နော်ခွန်ခွန်ခွန်3ညတော့ထားလိုက်တော့နော်ပါရင်တော့အားလိုက်မယ်နော်ဟုတ်လားချက်မကြီးတော့ဟုတ်လားအဲ့တော့ကျွန်တော်တို့အဲ့ဒါရတယ်တဲ့ရတဲ့အခါကျတော့ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်တို့က 6ဆိုတဲ့နက်ခတ်နက်ခတ်လို့ကြာပြီးသွားရင်နဲ့2 4 6ကိုဆိုတဲ့ break ဟာတဲ့၃ရက်အတွင်းထွက်ရပါမယ်ဟောအဲ့မှာသွားတိုက်ဆိုင်နေတာလေးပြန်ကြည့်မယ်ဆိုရင်နှစ်ခွန်၄ခုနဲ့ပတ်သက်ထားနေတာကျွန်တော်တို့ညှိမယ်ဆိုရင်ဒီနှစ်ကွက်စာတွေကျွန်တော်တို့တင်ကွက်ဖြစ်သွားတယ်ဟုတ်တယ်နော်အဲ့တော့ကြိုက်ရှင်လဲယူပါမကြိုက်ရှင်လဲမယူပါနဲ့ဒါကျွန်တော်တွေးတဲ့ဟာကိုပြေးခြင်းပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့ ဟိုပြအခါတိုင်းပြောနေကြစကားလိုပဲเนาะကီတိတ်ကိုယူကစားကစားကီကိုယူကစားကစားမာစတာကီကိုယူကစားကစားအခွေတွေကိုပဲယူကစားကစားပရိတ်တွေကိုပဲယူကစားကစားကြိုက်တာကိုယူကစားပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုလေးကတော့ဒီကနေ့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးဟိုကျင်းနှစ်နှစ်သိမ့်ကြလိမ့်မယ်ထင်ပါတယ်ဒါမှမဟုတ်လို့မကျင်းနှစ်နှစ်သိမ့်ဘူးငါတို့တော့သဘောမကျဘူးဆိုရင်လည်းကြော်သွားပါသဘောကျတဲ့လူတွေက သဘောကျရာလေးတွေကို ယူပြီးတော့ကစားနိုင်ပါတယ်လို့ပြောရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာဒီမဲ့အဆုံးတက်လိုက်ပါတယ်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်